မင်္ဂလာညချမ်းပါရှင်2025ခုနှစ်အောက်တိုဘာလ12ရက်နေ့ရေဒီယို NUG ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမမဒီမှာအဦးဆုံးတင်ပြပေးမယ့်သတင်းကတော့စကိုင်းတိုင်းတွေက energy စုမှုနယ်မြေမြို့နယ်တစ်ခုမှာ WY မူရဲ့ဈေးဝါးတွေဖန်ဆီးရမိတဲ့သတင်းဖြစ်ပါတယ်စကိုင်းတိုင်းတွင် energy စုမှုနယ်မြေတွေကမြို့နယ်တစ်ခုမှာမူရဲ့ဈေးဝါးဖြန့်ပြူရောင်းချနေသူကို WI မူရင်းစေဝါတွေနဲ့အတူဖန်ဆီးရမိခဲ့တယ်လို့မြို့သားညညရဲ့အစိုးရ NUG ပြည်ထောင်စုနဲ့လူမှုကြီးကြေးဝန်ကြီးဌာနကဒီနေ့အော်တိုဘာလ12ရက်မှာထုတ်ပြန်လာပါတယ်။စကိုင်းတိုင်းတွေက NUG စိုးမိုးနယ်မြေတွေကမြို့နယ်တစ်ခုမှာမူရင်းစေဝါဖြန့်ဖြူးရောင်းချနေတယ်လို့သတင်းရတဲ့အတွက်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မြို့နယ်လုံခြုံရေးမှုရဲ့ညွှန်ကြားချက်နဲ့သက်ဆိုင်ရာစခန်းမှုနှစ်ဦးပူးပေါင်းပြီးဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုဖန်ဆီးရမှာမူရေးစေဝါဖြတ်မြူရောင်ချနေတဲ့မြမြဝင်းခေါ်ဘုတ်စုံနဲ့သုံးဆွဲနေသူတွေဖြစ်တဲ့မျိုးဦးဇင်မင်းထက်တာဝင်ဦးတို့ကို WY လို့ယူဆရတဲ့ပန်းရောင်ဆေးပြားလေးရပြားလက်လုံးမိုင်း၃လုံး 5.56G 15တောင်းတောင်းကြက်တန်ဝေဆက်ကူ9ရွက်9တောင်းကြက်တန်73ရွက်1029ရွက်900ကြက်တန်3ရွက်100ကြက်တန်တရုတ်နဲ့အတူဆက်ဆက်ပစ္စည်းတွေကိုချောက်ဖိပုံစံနဲ့တင်ဆက်ရမိခဲ့တယ်လို့သိပေးပါတယ်။ ဖန်စီရမိတဲ့မူရည်စေဝါဖြန့်ပြူရောင်းချသူနဲ့တုံဆွဲသူတွေကိုမူရည်စေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေနဲ့တရားစွဲတင်နိုင်ရေးချိန်နဲ့တပြင်းညီဆောင်ရွက်နေတယ်လို့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့နိုင်ငံတကာအတိုက်အဝန်ကပြက်ပြက်သားသားရေးမြူတာကြောင့်စစ်တပ်ကစစ်ရာဇဝတ်မှုတွေထပ်ပြီးကျူးလွန်နေတာလို့တောင်ဆန်းစုကြည်ရဲ့တားငယ်ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။နိုင်ငံတကာတိုက်အဝန်ကပြက်ပြက်သားသားရေးယူဆောင်ရွက်ခြင်းမရှိသေးဘူးဆိုတာစစ်တပ်ကသိနေတာကြောင့် စစ်ရာဆွမှုလို့ပြမှုတွေကိုဆက်လက်ကျူးလွန်ခွင့်ရနေတာလို့ဒေါအောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းခေါ် Kim Harris ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အာဆီယံကမြန်မာစစ်အာဏာရှင်တွေနဲ့ထိတွေ့ဆက်ဆံနေမှုပေါ်ဒေါအောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းခေါ် Kim Harris ကသူ့ရဲ့သဘောထားကိုထောက်ပြန်ကြေညာရမှအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ဆီယာနာရှင်တွေလေကြောင်းကနေတိုက်ခိုက်တာကြောင့်ငင်းချမ်းနဲ့ဘာသာရေးပွဲတော်ကျင်းပနေတဲ့ပြည်သူ၄၀ကျော်အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီးတာဘာမှမကြသေးတဲ့အချိန်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားဝန်ကြီးချုပ်အနေနဲ့စစ်ကောင်းဆောင်မရောက်နိုင်တဲ့တွေးဆခဲ့တာကိုပြောလို့ရင်းလို့နားလည်ရပါတယ်။ဒီလိုချိန်မှာခုလိုတွေးဆမှုမျိုးပို့ပြီးတော့မလုပ်သင့်ဘူးလို့ဒေါန်ဆန်းစုကြည်ရဲ့သားငယ်ကိုထင်လင်းခေါ်ခင်မရစ်ကထောက်ပြထားပါတယ်။ဆရာနာရှင်တွေတရားဝင်စေမဲ့လုပ်ရမှန်သမျှကိုသူအနေနဲ့စိတ်ပူမိတယ်လို့အားလုံးနှုတ်ဆက်နေမှုဟာစစ်တပ်အတွက်ရက်စက်မှုတွေလုပ်ဖို့ပို့ပြီးအတင့်ရဲလာကြည့်တယ်လို့လည်းကိုထင်လင်းကပြောပါတယ်။ စ်တပ်ဟာအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလစ်လျူရှုတာထက်ကျော်လွန်သွားပြီဖြစ်တယ်လို့အာဆီယံရဲ့စုပေါင်းစံနာကိုပြောင်ပြောင်တင်းတင်းပယ်ချခဲ့ပြီးအာဆီယံအတိုင်းဝန်ရဲ့ပေါင်းစည်းညီညွတ်မှုနဲ့ယုံကြည်မှုကိုပြည့်ရည်ပြုနေတယ်လို့လည်းထောက်ပြထားပါတယ်။ဒီလိုမထင်မဲ့မြင်ပြုနေတာကိုအာဆီယံနေနဲ့တီးခတ်နေတာဟာဆီယနာရှင်တွေပြည်တံကင်းလွခွင့်ရစေဖို့ကူညီပေးရာရောက်နေတယ်လို့လည်းဒေါအောင်ဆန်းစုကြည်ရဲ့သားငယ်ကတတိပေးထားပါတယ်။ဟိုတယ်လင်းနေတဲ့ဆေးဥစုရဲ့ဖန်စီထိမ့်သိမ်းတာခံထားရတဲ့သူမိခင်ဒေါအောင်ဆန်းစုကြည် နာမကျန်းဖြစ်နေမှာကိုလည်းစိတ်ပူနေပါဗျ။သူမိခင်တော်ဆန်းစုကြည်ခုလိုဖမ်းဆီးထိန်သိမ်းခံထားရတာဟာတရားမျှတမှုနဲ့လူသားဆန်မှုဆိုတာကိုဆီယနာရှင်တွေဘက်ကမထီမဲ့မြင်ပြည့်ရဲပြုနေတဲ့သဘောလို့ကိုထင်လင်းကမှတ်ချက်ပြုထားပါဗျ။ဒေါန်ဆန်းစုကြည်ပါဝင်နိုင်ငံချင်းသားအလုံးလူမျိုးရေးဟာအာဆီယံနဲ့ကမ္ဘာနိုင်ငံတွေရဲ့ထိတ်တန့်ဦးစားပေးဖြစ်တင်တယ်လို့လည်းအတည်ပြုထားပါဗျ။တာဝန်ခံမှုစိတ်ထားမှန်နဲ့ထဲသွင်းစဉ်းစားမှုနဲ့ဂျန်ဖတ်မှုတွေရက်တန့်သွားအောင်ဆောင်ရွက်နိုင်တာမရှိသေးရွေ့ ဆရာနာရှင်တွေဥဆောင်တဲ့ရွေးကောက်ပွဲဒါမှမဟုတ်လေလုပ်ငန်းစဉ်ကိုမှလက်မခံနိုင်ဘူးလို့ဒေါန်ဆန်းစုကြည်ရဲ့သားငယ်ကိုထင်လင်းခေါ် Kim Harris ကအတည်အလင်းကြေညာထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ဖားကက်မှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ဆစ်ဆောင်ပြည်သူတွေအကူအညီလိုအပ်နေတယ်လို့ KYA ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။ကချင်ပြည်နယ်ကဖားကက်မြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်နေတာကြောင့်ဒေသနေပြည်သူတွေဘေးကင်းလုံခြုံရာတင်းရှောင်နေကြရပြီး ကူညီတွေလိုအပ်နေတယ်လို့ပြည်ထောင်လွှတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကအော်တိုဘာလ17ရက်ညပိုင်းမှာဖော်ပြပါဗျ။ KIA တပ်မခါကိုအမှတ်6တရင်နယ်မြေကိုစစ်တပ်ကစစ်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွက်အော်တိုဘားလအတွင်းမှာတိုက်ပွဲတွေပိုပြီးပြင်းထန်လာတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေအဆိုကိုအသိပေးခဲ့တယ်လို့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအခြေအနေတွေကိုလည်းဖော်ပြခဲ့ပါတယ်။ဂျမက်စစ်တပ်ဟာအော်တိုဘားလ9ရက်နဲ့အော်တိုဘားလ10ရက်နေ့တွေမှာလေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေအကြိမ်များစွာလုပ်ခဲ့တယ်လို့ ဖားကန့်တပ်မကုန်းကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါရယ်။ဂျမစစ်တပ်ဟာဇွန်လကစာပြီးစစ်အင်အားတိုးချဲ့တာ၊ရန်တမ်းပစ်ခတ်တာ၊ဒေရင်ပုံချဲ့တာကြောင့်ကြံရီပူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတာလေးလလောက်ကြာနေပြီဖြစ်တဲ့အတွက်ဒေသနေပြည်သူတွေဟာလုံခြုံရနေရတွေကိုထွက်ပြေးတိမ်းရှောင်နေရပြီးစာဝေးနေရေးအကူအညီတွေလိုအပ်နေတာလို့ကြံရီသတင်းပြန်ကြားရေးဌာနကသိပေးပါရယ်။ဒါအပြင်ကြံရီသိမ့်ပိုက်ထားတဲ့ကချင်ပြည်နယ်ဆော့လော်မြို့နယ်တွေက လန်ဆယ်ဒေတာကိုလည်းခွေးရပိုင်းမှာတိုက်ပွဲမရှိဘဲစစ်တပ်ကနေချောင်းကနေပုံကျဲခဲ့တယ်လို့ဆိုရတယ်။လန်ဆယ်ဒေတာကိုစစ်တပ်ကအော်တိုဘာလ10ရက်မွန်လွယ်ပိုင်းမှာနေချောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်အရသာတဦးသေးဆုံးပြီး3ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။လန်ဆယ်ဒေတာမှာလက်တလောတိုက်ပွဲဖြစ်တာမရှိပေမဲ့ဂျမစစ်တပ်ဟာတိုက်ပွဲဖြစ်ဒေတာတွေမှာကြာဆုံးမှုများလာတာကြောင့်ရသားပြည်သူတွေနေထိုင်ရာခြေရွာတွေကိုနေချောင်းကနေနေစဉ်ရက်ဆက်တိုက်ခိုက်နေတယ်လို့သိရတဲ့အကြောင်းလဲကျန်ရည်သတင်းပြန်ကြားရေးဌာနကဖော်ပြသွားပါတယ်။ က်တင်ဘာလတုန်းကဆိုရင်လန်ဆယ်တီတာမှာစစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်ကလင်းငယ်ပါဝင်ရတားပြည်သူ၃ဦးသေဆုံးပြီးအိမ်များပြားပျက်စီးခဲ့တာရှိတယ်လို့စီးရဲသတင်းမှတ်တမ်းတွေအရသိရပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတော့ကိုခန့်မှပြပို့ထားတာဖြစ်ပါတယ်ရှင်။